မင်္ဂလာပါခင်ဗျာ knowledge generation ကနေကြိုဆိုလိုက်ပါရစေဒီနေ့ခေတ်27ရာစုမှာကဘာကြီးကရော်တရာလိုဖြစ်နေပါဘူးအာကာသတွေကိုဒုံးမြန်တွေလွတ်တင်နေကြတယ်အင်တာနက်တွေ AI နည်းပညာတွေနဲ့ကဘာဟိုဘက်ဒီဘက်ချက်ကိုစက္ကန့်ပိုင်းတွင်ဆက်သွယ်လို့ရနေပါပြီဒီကဘာမြေကြီးမှာလွန်ခဲ့တဲ့နှစ်ပေါင်း6000လောက်ကလေးကချိန်ကာလရပ်တန့်သွားတဲ့နေရာတစ်ခုရှိနေသေးရဲ့ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလားအဲ့ဒီနေရာမှာ မိကိုဘလို့မွေးရမလဲဆိုတာမတည်သေးတဲ့လူတွေရှိရယ်စိုက်ပျိုးရေးပတ်စံအစိုးရအင်တာနက်ဆိုတာတွေကိုမတည်သေးမကြားဘူးတဲ့လူတွေရှိရယ်သူတို့ကလွန်ခဲ့တဲ့နှစ်တောင်ချီကြောက်ခက်ခလူသားတွေနေခဲ့တဲ့ပုံစံအတိုင်းဒီနေ့ဒီချိန်ထိနေထိုင်နေကြတော့မှာပဲဒါပေမဲ့ဒီနေရာအန်ရရှိပါတယ်ဒီနေရာကဘာလက်ခီးသားတွေတွားရောက်လဲပတ်လို့ရတယ် paradise တခုမဟုတ်ပါဘူးဒါကဘာမှအန်ရရှိဆုံးတွားရောက်ဖို့အခက်အခဲဆုံးနဲ့ ဧည့်သည်တွေကိုလုံးဝမကြိုဆိုတဲ့ဂျွန်းတဂျွန်းဖြစ်ပါတယ်။အဲ့ဒါကတော့အိန္ဒိယသမုဒ္ဒရာတွေကမြောက်ပိုင်းစင်တီနယ်ဂျွန်းပဲဖြစ်ပါတယ်။ဒီဂျွန်းမော်ကိုခြိချားဖို့ကြိုးစားခဲ့တဲ့သူတိုင်းအသက်ပြန်ပါလာဖို့မတိကြပါဘူး။နောက်ဆုံး2018ခုနှစ်တုန်းကအမေရိကန်လူငယ်တစ်ယောက်ဒီဂျွန်းကိုဖျောက်သွားခဲ့မှုပါတယ်။သူ့ရဲ့ရည်ရွယ်ချက် ကကောင်းမွန်ပေမဲ့ပြန်ရလိုက်တဲ့ရလက်ကတော့တဲတောင်ပြင်ပေါ်မှာမြားတန်ရာတွေနဲ့လဲကျနေတဲ့သူ့ရဲ့ရုပ်အလောင်းပါပဲ။သူတို့ကဘသူတွေလဲဘာကြောင့်ကဘာကြီးနဲ့ဆက်တွေ့ဖြတ်ထားရလဲ။ ဒီနေ့မှာတော့ကဘာပေါ်ကနောက်ဆုံးကြံရင်နေလူသားမျိုးနယ်စုလူသားစားရယ်ဆိုတဲ့ကောလာဟာလာတွေထွက်ခဲ့မှုတဲ့စစ်တီနယ်ကျွန်းသားတွေရဲ့လှုပ်ဝက်ချက်ကို knowledge generation ကနေအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဒီကျွန်းကဘယ်နားမှာရှိလဲကြည့်လိုက်ရအောင်ပါ။မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားဘင်္ဂလားပင်လယ်ော်ထဲမှာအက်ဒမန်နဲ့နီကိုဘာကျွန်းစုဆိုတာရှိပါတယ်။မြန်မာနိုင်ငံကကုကိုးကျွန်းနဲ့ဆိုရင် မိုင်နှင်းငယ်ပဲဝေးပါတယ်။ အဲ့ဒီကျွန်းစုတွေထဲမှာမှတီးကြွက်ထွက်နေတဲ့ကျွန်းငယ်လေးတစ်ခုကတော့မြောက်ပိုင်းစင်တီနဲ့ကျွန်းမယ်ဖြစ်ပါတယ်။ Areas 2 MI 20လောက်ပဲကျယ်ဝန်းနေဒီကျွန်းလေးဟာဘေးပတ်ပတ်လေးမှာတန်တာကြောက်တန်းတွေဝိုင်းရံထားသင်းမောကြီးတွေကပ်ဖို့ခက်ခဲပါတယ်။ဒီကျွန်းပေါ်မှာနေထိုင်သူတွေကို Sentinel လူမျိုးလို့ခေါ်ပါတယ်။ DNA စစ်ဆေးချက်တွေတမိုင်းပညာရှင်တွေရဲ့ခံမှန်းချက်အရသူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း6000လောက်ကအာဖရိကတိုက်ကနေထွက်ခွာလာတဲ့ပထမဆုံးလူသားမျိုးနွယ်တွေစက္ကန့်တွေဖြစ်ပါတယ်။စဉ်းစားကြည့်ပါမိတ်ဆွေ။ လွန်ခဲ့တဲ့နှစ်6000ခန်းကသူတို့ဒီကျွန်းပေါ်ရောက်နေအဲ့ဒီချိန်တုန်းကပိရမစ်တွေမဆပါသေးဘူးမြန်မာသမိုင်းလည်းမဆသေးဘူးရေခဲခေတ်တောင်မကုန်သေးပါဘူးကဘာကြီးမှာအင်ပါရာတွေပေါ်လိုက်ပြောက်လိုက်ဖြစ်နေချိန်မှာသူတို့ကတော့ဒီကျွန်းလေးပေါ်မှာပြောင်းလဲခြင်းမရှိပဲဆက်လက်ရှင်သန်နေခဲ့ပါသူတို့ဘယ်လိုနေထိုင်လဲသူတို့ကစိုက်ပျိုးရေးမလုပ်တတ်ပါဒေါ်ရက်ကအသီးနှံတွေကိုရှာဖွေစားတော့တယ်ပင်လယ်တွေကငါးရီလက်တွေကိုလှန်နဲ့ထိုးပြီးဖမ်းဆားတယ် ်အန်ဟောစရာအကောင်းဆုံးကသူတို့ကမီးကိုကိုယ်တိုင်ဖန်တီးနိုင်စွမ်းမရှိသေးဘူးလို့ပညာရှင်တွေကယူဆပါတယ်။မိုးကြိုပြည့်လို့တစ်ပင်မီးလောင်တဲ့အခါရလာတဲ့မီးပွားတွေကိုမငိမ့်သောအောင်ထိမ့်သိမ့်ပြီးသုံးဆွဲနေကြရတယ်ဆိုပါတယ်။ဒါကစစ်မှန်တဲ့ကြောက်ခစ်လူသားတွေရဲ့ဘဝပါပဲ။မီးစရာရှိရာကသူတို့ကဘာလို့ပြင်ပလူတွေကိုဒီလောက်တောင် မုန်းတီးနေရလဲ။သူတို့ကရက်စက်တဲ့လူရိုင်းတွေမို့လို့လား။အဲ့ဒီလိုမဟုတ်ပါဘူးမိတ်ဆွေ။သူတို့မှအကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိပါတယ်။ အဲ့ဒီအကြောင်းရင်းကတော့1889ခုနှစ်လောက်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ခုကြောင့်ပါအဲ့ဒီတုန်းကအိန္ဒိယနဲ့ဒီကျွန်းစုတွေကိုဗြိတိရှားတွေအုပ်ချုပ်နေတဲ့အချိန်ပေါ့ဗြိတိရှားရေတပ်အရာရှိမော်ရစ်ဒီပဲပေါ်မန်ဆိုသူကဒီကျွန်းကိုစူးစမ်းလေ့လာဖို့ရောက်လာပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့လူရိုင်းတွေကိုယဉ်ကျေးအောင်လုပ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ကျွန်းမော်တက်တဲ့အခါရွာတွေကလူလူကင်းမဲ့နေတယ်ကျွန်းသားတွေကကြောက်လန့်ပြီးတော်တဲ့ထပြေးကုန်ကြဒါပေမဲ့ကန်ဆိုးကျင်တော့ပြေးဖို့ခွန်အားမရှိတဲ့တက်ကြီးရွယ်ကိုဇနီးမောင်နဲ့နှစ်ယောက်နဲ့ လေးလေးရကိုတွေ့သွားပါတယ်။ဟောမန်းဟန်ဒီလူ6ယောက်လုံးကိုအတင်းအဓမ္မဖမ်းဆီးပြီးစမ်းသက်လေးလာမယ်ဆိုပြီးတင်းမော့ဘော်တင်ကမျိုးပြကိုခေါ်ဆောင်သွားခဲ့ပါတယ်။ရလက်ကဘာဖြစ်သွားလဲ။နှစ်တောင်းချီထီးကျန်နေထိုင်ခဲ့တဲ့သူတို့ရဲ့ခန္ဓာကိုယ်မှာခေတ်သစ်ယောဂပိုးမွားတွေကိုခုခံနိုင်တဲ့ immunity လုံးဝမရှိပါဘူး။မျိုးပေါ်ရောက်တာနဲ့ချက်ရှင်းဆိုသလိုပဲဘိုးဘွားနှစ်ယောက်စလုံးဖျားနာပြီးကွယ်လွန်သွားခဲ့ပါတယ်။ပေါ်မန်းလည်းထိတ်လန့်သွားပြီးကြယ်ရစ်တဲ့ကလေးလေးရောက်ကိုလက်ဆောင်ပစ္စည်းနည်းနည်းပါးပါးပေးပြီးကျိုးမော်ကိုချက်ချင်းပြန်ပို့ပေးလိုက်ပါတယ်။ ဒါပေမဲ့အဲ့ဒီကလေးလေးယောက်ကသူတို့နဲ့အတူဘာတွေကိုတည်ဆောင်သွားမလဲယောဂဘိုးတွေပါသူတို့တည်ဆောင်ရတဲ့အရာတွေကတော့ဒီကလေးတွေပြန်ရောက်ပြီးမကြခင်ပါပဲကျိုးမောင်မှာယောဂကူးစက်မှုတွေဖြစ်ပြီးလူအများကြီးတည်ဆုံးခဲ့ရမယ်ခံမှန်းရပါတယ်သူတို့မြင်မှာတော့ပြင်ပကဘာကလူတွေကငါတို့ရဲ့လူကြီးတွေကိုဖမ်းသွားပြီးပြစ်လိုက်တယ်ပြန်လာတဲ့ကလေးတွေကလည်းယောဂဆိုးတွေတည်လာတယ်လို့မှတ်ယူသွားကြတာပါဒါဟာသူတို့ကကျွန်တော်တို့ကိုရန်သူလိုတတ်မှတ်လိုက်တဲ့သမိုင်းဝင်အလှည့်ပြောင်းတစ်ခုပါပဲ ဒီလိုနဲ့ချိန်တွေကုန်ဆုံးလာခဲ့တာ1981ခုနှစ်ကိုရောက်လာပါတယ်။ဟောင်ကောင်ကကုန်တင်သင်္ဘောကြီးတစ်စီးဟာဘင်္ဂလားပင်လယ်ော်ထဲမှာမုန်တိုင်းမိပြီးတောင်တင်သွားပါတယ်။ကန်ဆိုးဆောင်နဲ့သူတောင်တင်နေတဲ့နေရာကမြောက်ပိုင်းစင်တင်နယ်ကျွန်းရဲ့ကမ်းဆက်ပါ။သင်္ဘောသားတွေကတော့ကန်ကောင်းလိုက်တာကုန်ပြီတခုတွေ့ပြီလို့ထင်နေကြတာပါ။မနက်မိုးလင်းတဲ့ခါမှာတော့သူတို့မထင်မှတ်ထားတဲ့ကြောက်မက်ပွဲမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ကမ်းခြေပေါ်မှာဝေစားမပါတဲ့ဒီတိုင်း90လောက်ကနှံတွေများတွေကိုင်ပြီးသင်္ဘောကိုစောင့်ကြည့်နေကြပါတယ်။ သူတို့ကလင်ငယ်လေးတွေလှုပ်ပြီးသင်းမောစီကိုလာဖို့ပြင်နေကြပါပြီသင်းမောကပတိန်ကအရေးပေါ်ကြီးနံရိုက်ပါတယ်ကျိုးမော့ကလူပြိုင်တွေကလက်နက်နဲ့ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့လုံနေပြီဆိုပြီးတော့ကြီးနံရိုက်ပါတယ်ကဲကောင်းထောင်မဆောင်နေမယ်ယာစီဥရုကစိုးရနေနိုင်တွေကရင်ချင်းကျိုးသားတွေရဲ့လင်ငယ်လေးတွေကသင်းမောနားကိုကတ်လို့မရခဲ့ပါဘူးအဲ့ဒီချိန်ကနာလေးတွေမှာအိန္ဒိယရေတပ်ကရဟတ်ရင်ကိုရောက်လာတယ်။ဒေမောသားတွေကိုကျိုးဆွဲပြီးတော့ကယ်တင်နိုင်ခဲ့ပါတယ်။ လေမောင်ကြီးကတော့ဒီနေ့ထိကျိုးရဲ့ကန်းစံမှာတန်ကြီးတက်ပြီးကြယ်ရည်နေတော့မှာပဲကျွန်းသားတွေကတော့အဲ့ဒီတင်မောပြက်ကြီးကရတဲ့တန်တွေကိုယူပြီးသူတို့ရဲ့မြားကောင်းတွေလန်တန်တွေမှာတက်ဆက်သုံးပြလာကြပါဒါဟာသူတို့အတွက်တော့တန်ခစ်ကိုကူးပြောင်းသွားစေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါ2004ခုနှစ်မှာအိန္ဒိယသမုဒ္ဒရာကြီးတစ်ခုလုံးကိုတုံ့လုံးစေခဲ့တဲ့ဆူနာမီငလီကြီးဖြစ်ပွားခဲ့ပါလူပေါင်းတောင်းချီတည်ဆုံးခဲ့ရတဲ့ဒီသဘာဝဘေးရဲ့နေကြီးမှာပင်လယ်ရေမျက်နှာပြင်နဲ့တိတ်မမြင်တဲ့စင်တီနယ်ကျွန်းလေးကတော့ဘာဖြစ်သွားမှာ ကဘာကြီးကတော့သူတို့မျိုးတုံးွားလောက်ပြီလို့ထင်ခဲ့ကြပါတယ်။ဆူနာမီပြီးပြီးချင်းရပ်ပိုင်းမှာပဲအိန္ဒိယအစိုးရကရဟတ်ရည်တစ်စင်းကိုလွှတ်ပြီးဂျွန်းကိုစစ်ဆေးကြည့်ရှုခိုင်းပါတယ်။ရဟတ်ရင်ကကျိုးမော်ကိုနှိမ့်နှိမ့်လေးပြန်တန်းကြည့်တဲ့အခါသစ်ပင်တွေကလဲနေတယ်၊ကန်းကြီတွေကလည်းပျက်စီးနေတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲလူတယောက်ကန်းကြီကိုပြေးထွက်လာတယ်။သူကရဟတ်ရင်ကိုလက်ပြပြီးကူညီတောင်းမှုမဟုတ်ပါဘူး။သူလက်ထဲမှာပါလာတဲ့လန်ဒန်ရှိကြီးနဲ့ရဟန်းရင်ကိုပြစ်ဖို့ချေရွယ်လိုက်တာပါအဲ့ဒီတပ်ပုံဟာကဘာကျော်သွားပါတယ် ခေတ်သစ်နည်းပညာတွေပိုင်ဆိုင်ထားတဲ့လူတွေတော့ဆူနာမီတန်းကိုလူးလဲခံရပေမဲ့တောရိုင်းမြေမှာနေထိုင်တဲ့သူတို့ကတော့ရှေးဟောင်းအာရုံခံစားမှုတွေတလိမ့်ဆန်တွေရဲ့အမူအရာတွေကိုကြည့်ပြီးဂုံးမြင့်တွေစီကြိုတင်ပြေးတက်နိုင်ခဲ့ကြပုံရပါတယ်။သူတို့ကသဘာဝတရားရဲ့ယန္တနာစစ်စစ်တွေဆိုတာတက်တည်ပြလိုက်တာပါပဲ။အခုကျွန်တော်တို့ဇလန်ရဲ့ဝန်းနေစရာအကောင်းဆုံးဖြစ်ရကိုပြောပြချင်ပါတယ်။2018ခုနှစ်နိုဝင်ဘာလအမေရိကန်နိုင်ငံသားအသက်26နှစ်အရွယ်ဂျွန်အလန်ချောင်းဆိုတဲ့လူငယ်လေးတစ်ယောက် သူ့ရဲ့အသက်ကိုရည်မီစူစားခန်းတစ်ခုကိုစတင်ခဲ့သူဟာခရီးရန်သာသနာမျိုးတစ်ယောက်သူ့ရဲ့ယုံကြည်ချက်ကတော့ဒီကျုံးမော်ကလူတွေကဖျားသခင်ကိုမတီးပဲတည်ဆုံးသားခဲ့ရရင်ငရဲရောက်လိမ့်မယ်ငါသူတို့ကိုကယ်တင်မှဖြစ်မယ်ဆိုတဲ့စိတ်ပါဥပဒေအရဒီကျုံးကိုသွားခွင့်မရှိဘူးဆိုတာသူကသိပါတယ်ဒါပေမဲ့သူ့ရဲ့ယုံကြည်ချက်ကဥပဒေထက်ပိုပြင်းထန်ခဲ့ပါတယ်သူဟာငါဖမ်းလေတွေကိုပတ်စံပြီးငါရမ်းပြီးကျုံးနာကိုဒိတ်တဆိတ်သွားခဲ့ပါဓမ္မအကျေသူကန်းကပ်ဖို့ကြိုးစားတဲ့အခါကျုံးသားတွေကမြားနဲ့ပြစ်ပါ မြားဒစင်ကသူ့ရဲ့တမန်ကျန်းစာစာအုပ်ကိုလာဆိုင်ပါသူကြောက်လန့်ပြီးပြန်ပြေးလာခဲ့ရတယ်အဲ့ဒီညမှာသူဒိုင်ရီရေးပါဆရာသခင်ကျွန်တော်မသေးခြင်းသေးပါဘူးဒါပေမဲ့ကျွန်တော်တည်သွားခဲ့ရင်တော့ဒီလူတွေကိုခွင့်လွှတ်ပေးပါဒါဟာသူ့ရဲ့နောက်ဆုံးစာမျက်နှာတွေပါနောက်တနေ့မှာတော့သူဟာငါးဖန်းသမားတွေကိုပြန်လွှတ်လိုက်ပြီးတယောက်တည်းကရက်လီလေးကိုလော့ခတ်ကကျွန်းပေါ်ကိုတက်သွားပါတယ်ငါးဖန်းသမားတွေဝေးကနေလမ်းမြင်လိုက်ရတာကတော့ကျွန်းသားတွေကသူ့ကိုဝိုင်းဖန်းကြတယ် လေဘင်းကိုကြိုးကွင်းဆွတ်ပြီးတဲတောင်မြေပေါ်မှာတရွတ်တိုက်ဆွဲသွားကြတယ်ဆိုတာပါပဲဂျွန်ချာဟာသူ့ရဲ့ယုံကြည်ချက်အတွက်တပ်ပေးသွားခဲ့ရပါတယ်သူ့ရဲ့ရုပ်လောင်းကိုတော့ဒီနေ့ထက်တည်ပြန်မရခဲ့ပါဘူးဂျွန်ချာရဲ့ဖြစ်ရဖြစ်ပြီးရဲ့နောက်ပိုင်းမှာကဘာကြီးကမိကုံးတွေထုတ်ခဲ့ကြပါဂျွန်သားတွေကိုလူသတ်မှုနဲ့အေးအေးယူမှာလားရဲတွေသွားဖမ်းမလားဆိုတဲ့မိကုံးပါအိန္ဒိယအစိုးရကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်ချလိုက်ပါသူတို့ကိုအေးအေးဆေးဆေးပေးနေလိုက်ပါတယ်သူတို့ဟာကျွန်တော်တို့ရဲ့ဥပဒေတွေကိုနားမလည်ပါဘူးကျွန်တော်တို့ရဲ့ဘာသာတရားနိုင်ငံရေး ယဉ်ကျေးမှုဘာကမှနားမလဲပါသူတို့နားလဲတာတခုပဲရှိပါတယ်ကျိုးမော်တက်လာတဲ့ဘသူမဆိုပါငါတို့ကိုဖျက်ဆီးမဲ့ရန်သူတွေပဲဆိုတာပါပြီးတော့ကျွန်တော်တို့သွားလိုက်ရင်တေဆောင်သွားမဲ့တုတ်ကွေးဘိုးတစ်ခုလောက်ကသူတို့လူမျိုးစုတစ်ခုလုံးကိုမျိုးတုံးသွားစေတိုင်ပါလေမိတ်ဆွေကျွန်တော်တို့ကကိုကိုကိုယဉ်ကျေးသူတွေလို့ခေါ်ကြတယ်ဒါပေမဲ့စစ်ပွဲတွေနှုတ်မြူပုံတွေတဘာဝပအဝင်ချင်းဖျက်ဆီးမှုတွေနဲ့ရှုပ်ထွေးနေတဲ့ကျွန်တော်တို့ကပ္ပာကြီးနဲ့တဘာဝတရားတိုင်းရိုးရှင်းစွာ ။ရှင်တန်နေတဲ့သူတို့ကပါဘေးအရာကပုံပြီးငြိမ်းချမ်းလဲဆိုတာဘေးကွန်ထုတ်เสียပါပဲ။မြောက်ပိုင်းစင်တီနယ်ကျွန်းဟာကဘာပေါ်မှာကျွန်တော်တို့လက်လန်းမမိနိုင်နဲ့။မပိုင်ဆိုင်နိုင်တဲ့နောက်ဆုံးသောနေရာတစ်ခုဖြစ်။ထာဝရရှိနေပါစေလို့ဆုတောင်းရင်းဒီနေ့အစီအစဉ်ကိုဒီမှာပဲညီကုန်ချုပ်လိုက်ပါခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုအပတ်စဉ်ကြည့်ရှုနိုင်ဖို့ knowledge generation ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ